ကဲကြောပြီးခဲ့တဲ့ညကကစားသွားခဲ့တယ်ဒါပရီးမီးယားလိအစောဆုံးပွဲစဉ် Everton နဲ့ Chelsea တို့ရဲ့ပွဲမှာဆိုလို့ရှိရင် Chelsea တို့ကအိမ်ခွင့်မှာတာ Everton အသင်းကို1-0ဆိုတဲ့ရလနဲ့တော့အနိုင်ရခဲ့တယ် ဒါရလက်ကတော့ဘာပဲပြောအရင်မပြတ်သားဘူးဆိုပေမဲ့လည်း Chelsea တို့အနိုင်၃မှတ်ရယူနိုင်ခဲ့တာကတော့တော်တော်လေးကောင်းတယ်ဒီ၃မှတ်ကြောင့်သူတို့ဒီ Champions League မျှော်လင့်ချက်ကြီးကဆက်ပြီးတော့အသက်ရှင်နေသေးတယ်လက်ကျန်ပွဲစဉ်တွေမှာ Chelsea အသင်းနေနဲ့ဘယ်လိုမျိုးလှုပ်ဆောင်သွားမလဲသူ့ရဲ့လက်ကျန်ပွဲစဉ်တွေကလည်းတော်တော်ကြီးကိုခက်ခဲတယ်တော်တော်လေးကိုယုံကံမယ်လက်ကျန်ပွဲစဉ်တွေကဘာပွဲတွေလဲဆိုလို့ရှိရင်ကျွန် Man U ရှိမယ် Liverpool ရှိမယ် Newcastle ရှိမယ် Nottingham ရှိမယ်ဒီ၄သင်းကလည်း Chelsea အသင်းအတွက်တကယ်ကိုခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ကြောင့်မို့ Chelsea အသင်းရာသီကုန်တဲ့ခါကျလို့ရှိရင် Champions League ဝင်ခွင့်ရပါမလားပြီးလို့ရှိ င်းအကြောင်းမနေ့ကကစားသွားခဲ့တဲ့ Chelsea နဲ့ Everton တို့ရဲ့ပွဲလေးကိုပါပွဲပြီးသုံးသက်ချက်လေးအမြင်လေးကိုဒါကျွန်တော်ဆွေးနွေးသုံးသက်ပေးသွားမှာဖြစ်ပါတယ်။ကြုံမင်းညားကကစားသွားခဲ့တဲ့ကြော်ဒီ Chelsea ပွဲစဉ်ပေါ့ Chelsea နဲ့ Everton ပွဲမှာဆိုလို့ရှိရင် Chelsea အသင်းကတကယ်ကိုပဲကြုံမထင်မထားတဲ့ line up နဲ့ပွဲထွက်လာခဲ့တယ်ပေါ့ဒါဒီညာဝန်းမှာ ဒီ rate chain ရော gusto ရော မပါလာဘူးဒါ kaisido ကိုညာဝန်းမှာထားပြီးတော့ attacking လိုက်တဲ့ခါကျလို့ရှိရင် kaisido ကိုအလဲဝင်ကစားခိုင်းနေ3ဘတ်ပုံစံမျိုးနဲ့ကစားသွားတယ်ပေါ့ဒီခါလေးကျလို့ရှိရင်လည်းဒီဘက် gurela က attacking လိုက်တာမျိုးတွေ့ခဲ့ရတယ် ဒါကလည်းဒါ Chelsea အသင်းရဲ့ပုံစံတစ်တမျိုးကိုတွေးခဲ့ရတယ်ပြီးလို့ရှိရင်ထူးထူးခြားခြားအနေနဲ့ Chelsea အသင်းမှာဒါ injury တော်တော်ကြာကြာဖြစ်နေတဲ့ Lavia ကလည်းဒီနေ့ပွဲမှာဒါပွဲထွက်ခွင့်ရခဲ့တယ်ပေါ့ဒါ Quinnet Trio လို့ပဲပြောလို့ရတယ်ဒါ Lavia လည်းထိုက်လျောက်တော့ကောင်းခဲ့တယ်ဒါပေမဲ့ Lavia ကအရင်တော့အားရစရာရှိမနေသေးဘူးသူ့မှာ injury မကင်းသေးဘူးဗျဒီ injury prone ဖြစ်နေတဲ့ကစားသမားတစ်ယောက်ကဒီပွဲထဲမှာရဲရဲတင်းတင်းမကစားရတာကိုကျွန်တော် တွေးခဲ့ရတယ် Lavia မကောင်းလားမဟုတ်ကောင်းတယ်ဒါပေမဲ့အရင်မရဲသေးဘူးဗျသူအဝင်ထွက်တွေတိတ်ပြီးတော့မရဲဘူး6 ောက်စံထုတ်တဲ့အလုံးတွေဆိုလို့ရှိရင်လည်းမမိတမိအလုံးတွေကိုသူ့အနေနဲ့ဒါလိုက်ပြီးတော့မထိုးရဲဘူး။ကာစီတို့တို့ပါလို့ဆိုလို့ရှိရင်တိတာမမိလို့ရှိရင်လည်းဟိုးဝေးကြီးကနေလိုက်ပြီးတော့ရအောင်ဒါလိုက်ဖြတ်ထုတ်တယ်ပေါ့။ဒါဒီချက်လေးကတော့နည်းနည်းလေးလာပြီးရမှလိုအပ်ချက်လေးရှိသေးတယ်။လိုအပ်ချက်ဆိုတာထက်ကြန့်ခိုင်မှုပြေသွားဖို့လိုသေးတာပေါ့။ဒါသူ့အနေနဲ့လည်းဒါအခုမှပြန်ပထမအဆုံးပြန်ကစားရတဲ့ပွဲဆိုပေမဲ့လည်းသူ့ရဲ့ခြေစွမ်းရတော့ကျွန်တော်တို့ အရန်ကြီးအားရစရာမကောင်းဘူးဆိုပေမဲ့ဆိုးရွားလုံးတဲ့အခြေစွမ်းတော့မဟုတ်ပါဘူး။လာပြီးကနောက်ပိုင်းကြလို့ရှိရင်ဒီထက်ပိုကောင်းလာနိုင်ခြေရှိပါတယ်။ဒီနေ့ပွဲတစ်ပွဲလုံးမှာကျွန်တော်အကြိုက်ဆုံးပလေယာကိုပြောမယ်ဆိုလို့ရှိရင်တော့ဒါကိုက်စီတို့တော်တော်လေးကိုကြိုက်တယ်။ဒီနေ့ပွဲမှာဖြတ်အားနှုန်းနေသူ့ရဲ့ဖန်တီးပေးမှုတွေကလည်းတော်တော်လေးကိုအလုတ်ဖြစ်ခဲ့တယ်။ပြီးလို့ရှိရင်ချက်စည်းတဲ့ဒီနေ့ပွဲမှာတသိန်းလုံးတော်တော်လေးကောင်းပါတယ်။ပြီးလို့ရှိရင်အဓိကစပြောမယ်ဆိုလို့ရှိရင်စမ်းချက်ကစပြောရမှာပဲ။စမ်းချက်ကပထမပိုင်းအလုံးနေမှာဆိုလို့ရှိရင်ဂိုးပေါက်ကာဝယ်မှုတိတ်ပြီးတော့မလုပ်ရဘူး။ဒုတိယပိုင်းမှာတကယ်ကို ကြီးမားတဲ့အခွင့်အရေးနှစ်ရက်ကိုဒါစမ်းချက်အနေနဲ့ကာကွယ်ခဲ့တယ်ပါ Everton အသင်းရဲ့ ဒါကန်သွင်းမှုနှစ်ခုကိုကျွန်ကိုဘီလို့တောင်ထင်ခဲ့ရတဲ့အလုံးနှလုံးကိုဒါဆန်းချက်နေနဲ့ကာကွယ်ခဲ့တယ်ဒါဒီချက်လေးတစ်ချက်ကတော့ဒါဆန်းချက်ကိုဒီနေ့ပွဲမှာလက်ခံစရာအချက်တစ်ချက်ပဲပြီးလို့ရှိရင်နောက်တန်းပိုင်းမှာဆိုလို့ရှိရင်လည်းချာလိုပါလည်းဒီနေ့ရန်ကောင်းလို့ခိုဝဲလည်းဘာမှအပြစ်ပြောစရာမရှိဘူးကူကူရယ်လာလည်းတော်တော်လေးကောင်းတယ်နောက်တန်းပိုင်းဒီနေ့ချက်စီတင်းတော်တော်လေးတည်ငြိမ်တယ်ဒီကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်းအန်ဆိုဖာနန်ဒန်းနဲ့ဒါလာဗီယာနဲ့တွဲပြီးထားတဲ့တွဲလုံးပြီးလို့ရှိရင်ဒါအတက်ကင်လိုက်လို့ရှိရင်ကိုက်စီတိုနောက်ကနေထောက်ပြီးထားတဲ့ ဒါပုံစံကချက်စီအသင်းမှာတော်တော်လေးကိုအလုတ်ဖြစ်တယ်လို့ပဲပြောရမယ်။အဓိကဒီနေ့ပွဲမှာအားအနည်းဆုံး player ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကိုပါမှာပဲ။ကိုပါမှာနေနဲ့ဒါဘောလုံးထိချက်တွေလည်းတိတ်ပြီးတော့မမှန်လို့ဘောလုံးပိုင်ဆိုင်မှုလည်းတိတ်မရဘူး။ထိရောက်တဲ့ဖန်တီးပေးမှုတွေလည်းဘာမှတိတ်ပြီးတော့မလုတ်ပေးနိုင်ခဲ့ဘူး။ကိုပါမှာဒီနေ့ပွဲမှာတော်တော်လေးကို ဒါအခြေအနေစိုးခဲ့တယ်ပေါ့မာတူဂီတောင်သူ့လောက်မစိုးဘူးဗျာမာတူဂီဒီနေ့ပွဲမှာအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒါအခွင့်အရေးဖျုံးတာမျိုးမတွေ့ခဲ့ရဘူးသူမတန်တဲ့ဒီဘယ်ဘက်ချမ်းမှာတွားကစားရတယ်ပြီးတော့နတ်တူကိုညာဝန်းထုတ်ထားတယ်နတ်တူကညာဝန်းမှာပို့ပြီးတော့ကောင်းတယ်ဘယ်ဝန်းမှာထပ်စားလို့ရှိရင်နီးပြအနေနဲ့ကမာတူဂီကိုလည်းတုံးကျင်တယ်ဒီပြီးတော့ရှိရင်ပြီးတော့နတ်တူကိုလည်းဒီညာဝန်းမှာထားကျင်နေရဖြစ်တဲ့ကြောင့်လို့နောက်ဆုံးမှာတော့မာတူဂီကိုဘယ်ဝန်းမှာကစားခိုင်းပြီးတော့ပြီးတော့နတ်တူကိုညာဝန်းမှာကစားခိုင်းလိုက်တယ်ဒီပုံစံကလည်းအဆင်ပြေခဲ့တယ်ပေါ့ဒီနေ့မှာ ပြီးလို့ရှိရင်နီကိုလာဂျက်ဆင်နီကိုလာဂျက်ဆင်ကန်သွားတဲ့အလုံးဆိုလို့ရှိရင်လည်းကျုပ်မထင်မှတ်ထားတဲ့အနေထားကနေပြီးတော့ကန်သွားတာတော်တော်လေးကိုကောင်းပါတယ်သူရဲ့ဒါတလုံးသေးသောဂိုးနဲ့ပဲချက်စီအသင်းကဒါ Everton အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒီရလဒ်ကြောင့်ပဲချက်စီအသင်းတို့ဒါ Champion League ဝင်ခွင့်ရဖို့အတွက်ဒါမျှော်လင့်ချက်လေးကဆက်ပြီးတော့အသက်ရှင်နေသေးပဲနောက်ထပ်လက်ကျန်၄ပွဲမှာချက်စီအသင်းအနေနဲ့ဘယ်လိုကစားသွားမလဲသူအတွက်ခက်ခဲတဲ့ပွဲစဉ်တွေကြီးပဲဆိုတာကတော့အသေးချာပါပဲကျွန်တော်အဓိကကတော့ဒါ Liverpool ရှိမယ် Man U ရှိမယ်ပြီးလို့ရှိရင် Nottingham Forest ရှိမယ် ူကာဆယ်ရှိမယ်တကယ်ကိုဒေါနာမီအသင်းနေကြီးပဲဖြစ်တဲ့အကြောင်းမျိုးသူ့အတွက်ကတော့ခက်ခဲလိမ့်မယ်ပြီးလို့ရှိဒီနယူကာဆယ်တို့သူချန်ပီယံလိဝင်ခွင့် လိုချင်တယ်ဆိုလို့ရှိရင်ရချင်တယ်ဆိုလို့ရှိရင်အဓိကကတော့ဒါ Nottingham Forest နဲ့ Newcastle ကိုအနိုင်ကန်နိုင်မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းဒီရာဒီကောင်းတဲ့ခါကြလို့ရှိရင် Champions League ဝင်ခွင့်ရဖို့အတွက်မျှော်လင့်ချက်ရှိပါတယ်။ဒီနှစ်သင်းထဲမှာသူ့အနေနဲ့ဒါအနိုင်ရလက်မဖော်ဆောင်နိုင်ဘူး။ဒီနှစ်သင်းကိုရှုံးသွားခဲ့တယ်ဆိုလို့ရှိရင်တော့ Chelsea ဒီရာဒီဥရောပဝင်ခွင့်ရဖို့အတွက်ဒါဝေးကွာသွားပါလိမ့်မယ်။ဒါ Conference League ရမှသာသူတို့အနေနဲ့ဒါ Europa League ဝင်ကစားနိုင်ခြေရှိပါတယ်။ Chelsea အသင်းလက်ရှိအခြေအနေကတော့ဒီလောက်ပါပဲ။ဒီနေ့ကစားသွားခဲ့တဲ့ပွဲကိုပြောရမယ်ဆိုလို့ရှိရင်ဒါတသ ိန်းလုံးကောင်းပါတယ်ဘာမှအပြစ်ပြောစရာမရှိတော့ဒီနေ့အမှားနည်းနည်းနဲ့ဒါကစားသွားနိုင်တယ်ကိုအရန်ကြီးပြက်တာမျိုးမဟုတ်ပေမဲ့ကြောက်ကျင်နေစရာရလဒ်မျိုးတော့ရရှိခဲ့ပါတယ်ပရိသတ်ကြီးအမြင်မှာဆိုလို့ရှိရင်ဟောဒီ Chelsea နဲ့ Everton တို့ရဲ့ပွဲအတွင်းကဘာတွေကိုအားနည်းချက်တွေလဲဘာတွေအားသာချက်ရှိလဲပရိသတ်ကြီးရဲ့အမြင်ကိုကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသားကြပါအောင် MM Media ကိုအဆုံးထိကြည့်ရှုပေးကြရတဲ့ပရိသတ်တယောက်ရှင်တိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်အာဂါသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောင်း MM Media ရဲ့ Facebook YouTube TikTok တို့ကို Like Subscribe လုပ်ပြီးတော့ဆောင်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုကြည့်တဲ့ပရိသတ်များအနေနဲ့ www. www.mmmedia.stream မှာကာမေဒိုင်လိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရောအစီအစဉ်သက်သက်ကိုဆက်ပါ Thank you.